စီးကျူယောဂရှိတဲ့သူတွေကပုံမှန်သူတွေထက်ဆိုင်လို့ရှိရင်အစားအသောက်အနေထိုင်နေရအစားစီချင်ရပါတယ်ပုံမှန်စေးကန်းပြရဲစေးတောက်တာတွေအပြင်ပေါ့နော်အိမ်မှာပဲကိုယ့်ရဲ့စီးကျူတိုင်းနဲ့ဆက်ကလေးနဲ့ပုံမှန်လဲစစ်ဆေးကြရပါတယ် ကရင်အချိုတက်ကိုထဲဖို့ဆိုရင်အစာအတော့တွေဆေးတွေအပြင်လေ့ကျင့်ခန်းမှာပုံမှန်လုပ်ပြရမယ်ဆိုတာကိုလူတိုင်းတွေလို့သိကြပါဗျ။ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးလဲပုံမှန်တော့တယ်အစာအတော့လဲဆင်ကျင်တယ်လေ့ကျင့်ခန်းတွေလဲပုံမှန်လုပ်တာအောင်ပါပဲ။အိမ်မှာပေါ့နော်ကိုယ့်ရဲ့စီးကြိုဆစ်ဆင်ကြည့်ရတဲ့အခါမှာသွေးရင်းတကြားဓာတ်တွေများနေတာကိုကြုံဘူးကြမှာပါ။ဒါကြောင့်မို့လို့ဒီတစ်ခေါက်မှာတော့သွေးရင်းတကြားဓာတ်အများစီနိုင်တဲ့လူသိနေတဲ့အချက်လေးတွေကဘာတွေလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe ပါသေး Subscribe လုပ်ပြီးတော့ rinano di velo le nete di pace. ချို့တော့အများစီနိုင်တဲ့အချက်တွေထဲကပထမတစ်ချက်ကတော့စိတ်ပိစီမှုများပဲဖြစ်ပါတယ်။အထူးသဖြင့်အမျိုးအစားနဲ့စီချို့ယောဂရှိတဲ့သူတွေကစိတ်ပိစီမှုများနေမယ်ဆိုလို့ရှိရင်သွေးရင်းအချို့တော့တက်စီနိုင်တဲ့ဟော်မုန်းတွေထွက်လာတဲ့အတွက်ကြောင့်မို့လို့သွေးဖောက်စိတ်ကြီးတဲ့အခါမှာသွေးရင်းတကြားတဲ့တွေကမြင့်တက်နေတတ်ပါတယ်။ဒါကြောင့်တနိုင်တဲ့လောက်စိတ်ပိစီမှုနေအောင်နေသင့်ပါရဲ့နော်။စိတ်ပိစီမှုတွေလျှော့ချနိုင်ဖို့အတွက်တရားထိုင်တာအသက်ရှူလေးခြင်းခံလုပ်တာတချင်းနားထောင်တာယောဂကျင့်တာနဲ့စာဖတ်တာလိုမျိုးလေးခြင်းခံလေးတွေလုပ်ပေးလို့ရပါတယ်ရှင်။ နောက်တစ်ချက်ကတော့အေးပြက်တာပါလူသားရဲ့စိတ်ရောကိုယ်ရောစမ်းမစီဖို့အတွက်ဆိုလို့ရှိရင်အေးဝဝအိတ်ဖို့ကအထူးကလိုအပ်ပါတယ်အထူးသဖြင့်စီးကျိုရှိတဲ့သူတွေဆိုလို့ရှိရင်ပိုလို့တော့လိုအပ်ပါသေးရဲ့နော်အေးဝဝမှာပဲခန္ဓာကိုယ်ကလုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်တကယ်လို့အေးပြက်မယ်ဆိုရင်ခန္ဓာကိုယ်မှာဟော်မုန်းပြောင်းလဲမှုတွေဖြစ်လာပြီးတော့သွေးရင်းတခြားဓာတ်တွေကိုမြင့်တက်စေနိုင်ပါတယ်ဒါကြောင့်စီးကျိုရှိတဲ့သူတွေအနေနဲ့တနေ့ကိုအနည်းဆုံး၈နာရီခန့်လောက်အိပ်ပေးသင့်ပါတယ်ရှင် ောက်တစ်ချက်ကတော့ဖျားနာတာပဲဖြစ်ပါတယ်နေမကောင်းဖြစ်နေတဲ့အချိန်တွေဖျားနာနေတဲ့အချိန်တွေမှာဆိုရင်သင်ရခန္ဓာကိုယ်ကဒီဖျားနာမှုတိုက်ထုတ်နေရတဲ့အတွက်ကြောင့်မို့လို့သွေးရင်းအချို့ဓာတ်တွေမြင့်တက်နေနိုင်ပါတယ်။ steroid တွေ၊စီးစေးတွေ၊နှာစေးပြောင်းစေး၊ရှားနာပြောင်းစေးနဲ့တချို့စေးတွေအရဆိုလို့ရှိရင်ဒီသွေးရင်းအချို့ဓာတ်ပေါ်တက်ရောက်မှုရှိနေတဲ့အတွက်ကြောင့်မို့လို့စီးကျွယောဂရှိတဲ့သူတွေဖျားနာပြီဆိုရင်ဆက်စေးတွေဝယ်တော့တာမျိုးမလုပ်ဘဲနဲ့ဆရာဝန်နဲ့တေချာလေးပြသဖို့လိုအပ်ပါတယ်ရှင်။ ောက်တစ်ချက်ကတော့စေးသားချိန်မမှန်တာပါစီးကျူရောဂါရှိတဲ့သူတွေကစေးသားအမဲအချိန်မှာအချိန်မီမတောက်မိဘူးဆိုလို့ရှိရင်ဒီစေးအာနိသင်လွတ်သွားတဲ့အချိန်မှာသွေးရည်အချို့ဓာတ်တွေကမြင့်တက်လာနိုင်ပါတယ်ဒါကြောင့်စီးကျူရောဂါရှိတဲ့သူတွေအနေနဲ့ကစေးသားရုံနဲ့မပြီးဘဲနဲ့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းအချိန်မမှန်ပမာဏမှန်မှန်လေးတောက်ပေးဖို့အတွက်လိုအပ်ပါတယ်ရှင် င်းပါတဲ့အစားအသောက်တွေအပြင်ကယ်လိုရီမပါတဲ့ဘလက်ကော်ဖီတွေတောင်မှပဲသွေးရည်အချို့တက်ကိုမြင့်တက်စေတဲ့အတွက်ကြောင့်မို့လို့ကော်ဖီကြိုက်တဲ့သူတွေမနက်ခင်းဆိုရင်ကော်ဖီတစ်ခွက်ပါမှအဆင်ပြေတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကော်ဖီတောက်တဲ့အခါမှာပေါ့နော်ဒီကဖိန်းတက်ကိုနည်းနိုင်သမျှနည်းအောင်လို့တဖြည်းဖြည်းနဲ့ရှင်းချဖို့လိုအပ်ပါတယ်ရှင်။ဆေးရည်ရောဂါရှိတဲ့သူတွေအနေနဲ့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းရက်ချိန်တိုင်းပုံမှန်လေးတောက်ပြပေးဖို့ကအဓိကလိုအပ်ပါတယ်နော်။အဲ့ဒါအပြင်ဆေးပုံမှန်တောက်မယ်အစားအသောက်ကိုလည်းစင်ကျင်မယ်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတဲ့အပြင်ညီမအခုပြရပေးတော့ ွားတဲ့အချက်တွေကိုလည်းသေချာလေးတတိထားပြီးတော့ဂရုစိုက်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးကျူယောဂါကိုပို့ပြီးတော့ထိန်းချုပ်ဖို့လည်းကူလာပါလိမ့်မယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်။